ရင်းတန်ကကိုမင်းကိုမိတ်ကက်လေးနဲ့ချင်းမှာမင်္ဂလာပါဆိုနှုတ်ဆက်တော့เนาะမေးအိုက်ဒီယာရဲ့အင်္ဂလိပ်ဟောအဓိကတော့မိဘခြေရာဆိုတာချက်လေးအဓိကသူကိုယ်တိုင်စ조사လို့လေလူတွေလက်ခံနေလို့ထင်ပါတယ်မိဘခြေရာအထက်မိဘဘလောက်ပဲအဲတုံတင်တုံတင်သုံးမသုံးမကိုကိုယ်တိုင်ကမလိုက်နာမခံယူဆိုရင်တော့လုံးဝမဖြစ်ဘူးเนาะလူတိုင်းကတော့ကိုဘလောက်ပဲမိဘသုံးမသုံးမကိုယ့်ရဲ့ဒီသားသမီးတယောက်ရဲ့ခံယူမှုနဲ့ခံယူချက်ပေါ်ပဲမူတည်တယ်လို့ထင်ပါ ပင်းသံကကိုမင်းကိုမိတ်ကက်လေးနဲ့ချင်းမှာမင်္ဂလာပါဆိုနှုတ်ဆက်တော့နော်မေးအဲ့ဒီရဲငငယ်လေးမိတ်ကက်ကအဖန်ငယ်တော့လေအဲ့တော့ကပစားကာကြီးကပဲရှိသေးတယ်မမေးစင်းတော့ကိုကွာလေးအဲအလုတ်တင်အနေနဲ့ရောအပေါ်ပြစ်နေရောလိုက်ပေးတဲ့အချိန်ပေါ့နော်အဲ့ရဆာခုနကတော့ဒါကကိုမင်းကမောင်တာငယ်ငယ်လေးရောမစင်းလို့လိမ့်တော့အခုဒါသူတိုက်တဲ့ရှုံးမှာကိုပြန်ပါဝင်ခဲ့ရတာဒီကလေးလေးတော့ဘယ်တော့မှကိုမလုပ်ဘူးလေဒါ အဲသူရိုက်တဲ့ show ဆိုတာသူရိုက်တဲ့အစီအစဉ်မှလည်းဟာဒုတိယတစ်ခုအနေနဲ့ပါတာပထမတော့စံချိန်ပဲစီစဉ်ပါတော့။ဆက်မှရိုက်ဖြစ်တယ်။အဲ့ဒါလည်းအောင်မြင်တယ်။ဒီ show လိုက်ကလည်းဒါမင်းသားငါကြတော့လေလူငယ်ဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့ creation တွေသူတို့ရဲ့ဒီ performance တွေသူတို့ရဲ့တွေးခေါ်ယူဆမှုတွေအရောအများကြီးအရန်ကိုလူတွေနဲ့အများကြီးကွာဟသွားပြီဆိုတော့ဒါဒီလိုမျိုးလူငယ်တွေဥဆောင်တဲ့အနောက်ကိုလိုက်ရတာလည်းအလင်းတို့အတွက်အပိုင်းပြခုံယူရတာပေါ့နော်။ကိုတက်ကြည့်လို့ငါရှိရသွားမယ်လို့လို့မရအောင်လေ။ တို့တော့ကိုယ့်ထက်အဆဆိုင်ရာတွေ့ကြုံနေအများကြီးရှိရတဲ့အတွက်ကြောင့်လည်းတော့အဲသူခိုင်းနေတိုင်းပဲလုပ်ပါတယ်။အအဓိကကတော့မိဘခြေရာဆိုတာအထက်လေအဓိကသူကိုယ်တိုင်စ조사လို့လေလူတွေလက်ခံနေလို့ထင်ပါတယ်။မိဘခြေရာအထက်မိဘဘလောက်ပဲအဲတုံတင်တုံတင်ဆုံးမဆုံးမကိုကိုယ်တိုင်ကမလိုက်နာမခံယူဆိုရင်တော့ဘလို့မှမဖြစ်ဘူးเนาะလူတိုင်းကတော့ကိုဘလောက်ပဲမိဘဆုံးမဆုံးမကိုယ့်ရဲ့ဒီသားသမီးတယောက်ရဲ့ခံယူမှုနဲ့ခံယူချက်ပေါ်ပဲမူတည်တယ်လို့ထင်ပါတယ်။မေဆင်တို့ရဲ့ပြည့်စုံပြည့်ထောင်မှုတွေကလည်းဒါဘာပြော ငငယ်လေးတွေကတမူးတမူးရှိအောင်သူအနုပညာသာလုပ်တယ်အဲမိဘတွေရဲ့အနုပညာကိုတစ်ခါမှမမေ့ဘူးမမေ့ဘူးသူတို့အကြောင်းလည်းပဲသူသွားတာသူသွားခြင်းနဲ့ focus ကိုပဲသူသွားတယ်ဆိုတော့ဒါအရင်ကောင်းပါကြည့်ရတာမှာဒီကောင်ပြောတဲ့ပြောချင်တာရှိတယ်ဒီနေ့ advice သူတို့လာပရိသတ်လေးမပြင်းရအောင်ရေးရတယ်တယောက်တမျိုးစီနော်မယိုးပါဘူးတော်တဲ့ပဲပြေးမယ်တော်တဲ့ပဲပြေးမယ်ဟေတော်တဲ့ဈေးချို့အဲ35000ကိုထည့်ပို့ထည့်ပြီးနော် ထောက်ထားမှာလေကိုမမခုတက်တာရောရောရောအလူလကမပူလက်ကားတောင်းပတ်ပေးခဲ့တာသူကလက်ကားတွေတောင်းတာဘာလို့ရခဲ့တာအမေဟဲ့လက်ကားတောင်းအလူကဖတ်တာလေဒီမှာဒါဒီအောက်ကျတော့ဘာလဲဘာလဲအတိကတော့ဒီလေးကိုဘာဘူးမှမပါဘူးသူကတော့အကိုကိုပြန်လဲခိုင်းတယ်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲကိုကျတော့လည်းကိုပြန်လဲလိုက်ပြီဆိုတာနဲ့အချိန်ကဝေးဖြစ်သွားမယ်ခဲရတာထင်းနဲ့လိုရတဲ့အတွက်ကြောင့် အာဒီဟာတကူကကိုတိုင်းလောက်ကြီးရေးမပါဘူးပေါ့နော်ဒါ red carpet ဆိုပေမဲ့လည်းကိုကတော့ဒါဘလို့လဲဆိုတော့မေးလိုက်ကြပေါ့နော်ဒါပေမဲ့သူကပြောတဲ့အခါမှာတော့နားလည်မှုလွဲသွားတဲ့အခါဆိုတော့ပြန်လဲဖို့အချိန်ပေးပါတယ်ဒါပေမဲ့လင်းကဘာဖြစ်ပြန်မလဲလဲဆိုတော့ကိုချောင်းနဲ့တစ်ဖွဲ့လုံးစောင့်နေရမယ့်ဟာမျိုးကိုအဲငဲ့ွက်ပြီးတော့မတွားတော့ဒါကလင်းအတွက် အဲမဟုတ်ဘူးကိုကိုယုံကြည်မှုရှိဖို့ပါရေးကြည့်ရလို့ထင်ပါတယ်အဲ့ဒီတော့ကျွန်တော်ရိုက်လိုက်တာပေါ့ဟောအရာအသိစမ်းနေတဲ့မြန်မာပြည်မှာဆိုတော့ဘယ်သူမှမတွေးမှုမတွေးမိတော့ဘူးလေအာ LGBT တွေနောက်နေ့နောက်နေ့တွေလည်းဒီအစီအစဉ်ကနေတက်ဆင်ပြီးတော့ဒီပြည် LGBT တွေဝင်ရောက်ရှင်းတိုင်လို့ရမှာဆိုတော့ဒါအခွင့်အလမ်းတစ်ခုပဲလို့လည်းရတာယုံကြည်ပါတယ်အဲ့တော့ဒါကလည်းအဲတမာတမတ်ချာချာနဲ့ရှင်းတိုင်ထားတဲ့ပြိုင်ပွဲတစ်ခုဖြစ်တဲ့အတွက်ကြောင့်ဘလူရီဇက်ဘဲထွက်လာထွက်လာလင်းရအောင်လက်ခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါ